်ပြည်သူတွေအတွက်အမေခမနာမိသားစုမိသားစုတိုင်းဟာเนาะအခြေခံအဖြစ်ဟိုဝဝဝလွင်လင်းစားနိုင်ရမယ်အဲလိုအပ်တလို့လိုအပ်တလောက်အဝေးစားဝင်နိုင်ရမယ်ကို့မှာနေစရာအိမ်ကလုံလုံလောက်လောက်လုံလုံချုံချုံဟိုရှိနိုင်ရမယ်တသမီတွေကိုပညာသင်ပေးရမယ်ကို့ရဲ့ကျမကြီးအရာမိသားစုတစ်ခုလုံးရဲ့ကျမကြီးအရာပူပင်တော့တာမရှိရဘူးเนาะပထမတနေ့နေ့ကမျိုးတော်ဝင်ယူတာအုပ်ချုပ်ရေးတာဝန်စပြီးယူတာ 2016 2016ဆိုတကယ်တော့အခုစဉ်9နှစ်တင်းတင်းမပြည့်သေးပါဘူး2016မတ်လကဘာ9နှစ်တင်းတင်းပြည့်မှာအဲ့တော့ပထမတစ်နှစ်နှစ်နှစ်ကတော့တော်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 တွန့်ယူရတယ်ပထမတစ်နှစ်နှစ်ကတော့ပြောရမယ်ဆိုရင်အရင်တုန်းကအရှုပ်တီကိုရှင်းတာပဲအဓိကအာယုဆိုင်ပြီးလုပ်နေရတဲ့အလုပ်ဖြစ်တယ်အဲ့တော့မှတတိယနှစ်မှာစပြီးတော့မျိုးရောနေပြီးတော့ဆောင်ရွက်နေတယ်အဲ့ဒီကြားထဲမှာလည်းဟိုနိုင်ငံရေးပြဿနာအမျိုးမျိုးကလည်းရှိသေးတာပေါ့နော် မေရိုနိုင်ငံအတွင်းမှာဆိုလို့ရှိလို့ရှိရင်အာဒီညင်းချိုင်းရဖို့ရုံကန်ရတာတွေရှိတယ်နိုင်ငံပြင်ပမှာဆိုလို့ရှိရင်နိုင်ငံပြင်ပနဲ့လည်းအမေရိုကနေပြီးတော့ရင်ဆိုင်နေရတဲ့ပြဿနာတွေရှိတယ်အဲဒီဟာတွေကိုလည်းလုပ်နေတဲ့အချိန်ထဲမှာစီးပွားရေးကိုလည်းစီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားဆိုင်ပြီးတော့လှုပ်ထားမှာဟိုတတိယနှစ်လောက်မှာစပြီးတော့ဟိုအချိန်ရလာတော့အချိန်ရတဲ့အခါကျတော့အရင်နှစ်အရင်နှစ်က2019ခုနှစ် ဒုတိယပိုင်းလောက်မှာဆိုရင်တတော်ကိုတက်လာတယ်အခုတတော်တက်လာပြီးတော့အခု2020မှာဆိုရင်အမေတို့ကနေထိုးတက်ရမယ့်အချိန်မှာဒီကိုဗစ်ရောဂါအဝင်လာတယ်ဒါပေမဲ့လည်းဟိုကိုဘာမှမတတ်နိုင်မနဲ့ဖြစ်တဲ့ကိစ္စကိုဖြစ်ရလေချင်းဆိုပြီးပြောနေလို့လည်းဘာမှမဖြစ်ဘူးအဲ့တော့အမေတို့အဓိကနံပါတ်1ရွေးချက်ကဘာလဲဆိုတော့ပြည်သူတွေတတ်နိုင်သမျှဒုက္ခမရအောင်မထိခိုက်အောင်တတ်နိုင်သမျှလို့အဲ့ဒါဒုတိယကတော့ရေရှင်မှာအမေတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေး အဲဟိုရိမှန်းချက်တွေမထိခိုက်အောင်လို့ပြင်ဆင်ရမှာပေါ့နော်ပြင်ဆင်ရမယ်ဆိုတော့ဟိုတနေ့ကအမေကော်ဖုန်းကတခြားပြည်သူတွေနဲ့တွေ့တဲ့အခါမှာဒီအဲဆိုက်ကဆိုက်ကဆရာတယောက်ကပြောတဲ့ကိစ္စအဓိကအဖြစ်တော့အလုတ်အလုတ်ကန်ဖန်တီးရေးပေါ့နော်အမြဲပဲဒီဆိုက်ကအလုံငန်းတို့ဒီဆိုက်ကကယ်ရီလုံငန်းတို့ဆိုရေရှည်မှမဖြစ်သင့်ဘူးဒါလည်းအမေလက်ခံတယ်ဆိုတော့ဒီကနေတဆင့်တက်ရဘာဖြစ်လို့လဲဆိုတော့ပုံမှန် စားနိုင်တော့နိုင်ဟိုပြပြည်သူတွေအတွက်အမေကခမန်းနာမိသားစုမိသားစုတိုင်းဟာနော်အခြေခံအဖြစ်ဟိုဝဝဝလွင်လင်းစားနိုင်ရမယ်အဲလိုအပ်တလို့လိုအပ်တလို့အဝေးစားဝင်နိုင်ရမယ်ကိုယ်ကနေစရာအိမ်ကလုံလုံလောက်လောက်လုံလုံချုံချုံဟိုရှိနိုင်ရမယ်တာသမီတွေကိုပညာသင်ပေးရမယ်ကိုယ့်ရဲ့ကျမ်းမာရေးအရာမိသားစုတစ်ခုလုံးရဲ့ကျမ်းမာရေးအရာပုံပင်တော့ကောင်ရှိရအောင် အဲ့ဒီနောက်နှစ်ခုကကျမကြီးနဲ့ပညာကြီးကတော့နိုင်ငံတော်ကအများကြီးလုပ်ပေးလို့ရတယ်။အခုဆိုရင်မင်းတို့တတ်နိုင်မှာပေါ့နော်။ကြောင်းတက်တဲ့အခါကျရင်ကလေးတွေအတွက်အခြေခံလိုအပ်မှုတွေကျသွားအောင်လို့မိသားစုတွေကစိုက်ပေးရတဲ့ငွေရေးကြေးတွေနေနေသမျှနေအောင်လို့ပေါ့နော်။ဒီနိုင်ငံတော်ကတာဝန်ယူပြီးတော့လုပ်ပေးဖို့ဒါပို့ပို့ပြီးတော့လုပ်ပေးခြင်းအဆင်ပြေ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 ပြီးတော့ဒီမူလာဒါအစ်ကကနေပြီးတော့အလဲဒါအစ်အလဲဒါအစ်အနဲ့အထက်ဒါအစ်ပေါ့နော်။ဒီလိုနိုင်ငံတော်ကနေပြီးတော့ ီပညာရေးနဲ့ပတ်သက်ပြီးတော့အလုံးဝဟိုပြောင်းယူပေးခြင်းနဲ့ကျမရေးဘက်မှာလည်းအမျိုးပို့ပို့ပြီးတော့ပြည်သူတွေတက်တာအောင်လို့ဒါကပြည်သူတွေအကျမရေးအတွက်အစိုးရနေပြီးတော့နိုင်ငံတော်ကနေပြီးတော့ view site ပေးရအောင်လို့အဲ့ဒါတည်းလုပ်ပေးခြင်းနဲ့ဒါပေမဲ့အဲ့ဒါနဲ့တမြိုင်တည်းကအလုတ်ကင်ဖန်တည်းရေးပဲမျိုးပြည်သူတွေအတွက်အလုတ်ကင်ဖန်တည်းလို့ရအဲ့တော့ဘုရားကပညာရေးနဲ့လက်သက်ဆိုင်နေတယ်ရှိတဲ့အလုတ်နဲ့ပြည်သူတွေရဲ့အရေးချင်းနဲ့တိုက်ဆိုင်ဖို့လိုတယ်လေ ဥမာဆိုလို့ရှင်ရှိတဲ့အလုပ်ကလိုအပ်တဲ့ကြောင်းကျင်မှုကတမျိုးဆိုပါတော့ engineer တွေလိုအပ်နေဆရာဝန်ဘလောက်ပဲတော်တော်ဘလို့မခိုင်းလို့မရအောင်နော်ဆရာဝန်တွေလိုအပ်နေ engineer ဘလို့ဘလောက်ပဲတော်တော်အဲ့ဒီဘက်မှာဟိုအတုံးချလို့မရအောင်အဲ့တော့မင်းတို့ကတော့ကျမရေးပညာရေးကိုအဓိကထားတယ်အခုဆိုလို့ရှင်မင်းတို့အစိုးရကျမရေးကိုဥပမာတစ်ခုအနေနဲ့ပညာရေးကိုဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မင်းတို့အစိုးရတာဝန်ယူပြီးတဲ့အချိန်ကာလအတွင်းမှာအဲ ပညာရေးနဲ့ပတ်သက်လို့နိုင်ငံတော်က30ဆမှ2ဆတက်30ဆလောက်တက်သွားတယ်။ဘာဆိုတော့အမေတို့ကအဲ့ဒါကိုဖိပြီးတော့သုံးတာပေါ့နော်ပညာရေးဘက်မှာအဲ့တော့အဲ့ဒီလိုတော့လုပ်နေတယ်ဒါပေမဲ့အလုတ်ကင်ဖန်တီးရေးဘက်မှာမေတို့ဟိုလိုသေးတယ်ဆိုတာမေတို့လက်ခံတယ်အဲ့ဒါကြောင့်မလို့ဒီဟာကိုဒီဒီကိုဗစ်အချိန်မှာအလုတ်ကင်ဖန်တီးရေးကိုဖိပြီးလုပ်ရမယ်နှစ်မှာကိုဗစ်ဝင်လာတော့လေကဲထားလိုက်တော့ဝင်လာတော့ဝင်လာပြီအဲ့ဒီအရတော့ဟို ဟိုစားစိတ်သောကဖြစ်နေလို့လည်းပျောက်သွားမှာမဟုတ်ဘူးပြီးတော့ဟုတ်ပါတယ်ကိုဗစ်အလွန်ကာလအတွက်စဉ်းစားရမယ်ဒီကြားထဲမှာအဓိကအဖြစ်မေတို့ဒီဒီယောဂကို ထိန်းထိုင်အောင်လို့မေတို့ပြည်သူတွေရဲ့ကျန်းမာရေးကိုထိန်းသိမ်းထားအောင်လို့နောက်ပြီးတော့မေတို့ပြည်သူတွေစိတ်ဓာတ်မကြအောင်လို့အဲ့ဒီဟာကတော့မေတို့အတွက်အကြီးမားဆုံးစင်ကုန်မှုပဲဒီကြားထဲမှာပြည်သူတွေစိတ်ဆင်းရဲတာမဖြစ်စေရင်စိတ်ကတိကောက်ဖြစ်မှာပေါ့ဆိုရင်ပူပန်မှုတွေရှိမှာပေါ့ ဒါပေမဲ့စိတ်ဓာတ်ရမ်းကြသွားတာစိတ်ဆင်းရဲတာလေအဲ့ဒါတော့မဖြစ်စေဘူးအဲ့ဒါကြတော့ဘုရားတောင်းအောင်မိတယ်ဘလို့ကြော်လွှားလဲဆိုတော့ဒါတော့ဆွေမျိုးသားချင်းတွေကဟဲ့လားဟိုဟိုပိုပြီးအဆင်ပြေတဲ့လူတွေကဝိုင်းဝန်းကူညီတယ်ဆိုတော့အဲ့လိုကြားရတာမြန်မာအရန်ဝန်းတာတယ်အဲ့ဆိုဒီလိုစိတ်ဓာတ်မျိုးဟာကဘာကြီးမှတော်တော်နည်းသွားပြီအင်တာမှာချမ်းသာတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင် ချမ်းသာတော့ချမ်းသာတာပဲတူဦးရင်တူဦးရင်ချမ်းသာပြီးတော့တကယ်အရေးရဲ့အကြောင်းရဲ့ဆိုပြီးတော့ solution တွေရှိရင် တော့အမေရိကန်နိုင်ငံဟာဒါနဲ့အမေရိကန်နိုင်ငံကအချမ်းသာဆုံးနိုင်ငံလည်းဖြစ်တယ်လေအချမ်းသာဆုံးနိုင်ငံဆိုတော့ဟိုအဲ့ဒါအပေးကန်းဆုံးမဟုတ်သူတို့ကဒုတိယအပေးကန်းဆုံးပထမကမြန်မာတွေအဲ့တော့မြန်မာတွေကတကယ်တော့အချမ်းသာဆုံးနိုင်ငံနေထဲမှာမပြောနဲ့အစီအဲဆုံးနိုင်ငံပိုင်းမှာရောက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းပေးတဲ့ကန်းတဲ့နေရာမှာဆိုရင်နံပါတ်၁ပဲဒုတိယလိုက်တာကအမေရိကန်ပြည်တော်သူကပြည်သူတွေဒါပေမဲ့သူတို့ကဘာပေါ်မှာအချမ်းသာဆုံး နိုင်ငံဆိုတော့လည်းဒီလောက်တော့ရှိမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုကိုယ့်ရဲ့အားကိုလည်းကိုအာယုံပြုစေခြင်းနဲ့ဒါလိုနည်းနည်းစိတ်ကြကြရလို့ပေးတယ်ဟိုစိတ်မောလို့ရှင်စိတ်ပင်ပန်းလို့ရှင်အေးမြန်မာနိုင်ငံကဒီအားတွေရှိတယ်မျိုးမျိုးပေါ့ဝေဘာနာရှိတယ်အဲလည်းညှို့